မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာဝင်းဝေလမ်းကြောင်းအရင်ဖြောင်းနေစီးပွားရေးရှိတယ်။အဲ့ဒါတွေကဘာလဲဆိုတော့နံပါတ်1သူတို့ရဲ့နာမည်ရှိမှာ coach လို့တက်တာပေါ့။ဥမာသူနာမည်ကတဲဆုဆို coach တဲဆုပေါ့။အဲဒီလိုမျိုးနာမည်တက်ပြီးတော့ပြောနေ အဲ business coaching လုပ်ပေးနေတဲ့သူတွေပေါ့ business coaching နေမဟုတ်ဘူးเนาะသူကတဘဝလုံးမှာပြောင်းနေသွားအောင် coaching လုပ်ပေးနိုင်တယ်เนาะလူတွေရဲ့ mindset တွေကိုပါပြောင်းပေးနိုင်တယ်တို့တော့အရင် amazing မှာချက်တို့ရဲ့เนาะအဲသူတို့ကိုကြီးလိုက်တော့ဘာစီးပွားရေးလုပ်ငန်းမှာလည်းအောင်မြောင်လည်းမလုပ်ခဲ့ဘူးဘူးအဲ education background လည်းကောင်းနေတဲ့ဟာတွေလည်းမဟုတ်ဘူးအရင်မကောင်းခဲ့ဘူးလို့ထင်တာပဲเนาะများသောအားဖြင့်အများစုကပေါ့เนาะအဲဘာဖြစ်လို့လဲဆိုတော့အကယ်၍ပေါ့เนาะ education background ကောင်း င်းနေပေါ့နော် international university မှာ study လုပ်ဘူးလေ MBA တွေပါရဘူးလေဆိုရင်တော့ဒီလိုလေဟိုပောက်ပောက်ကြရတော့အဲ့လောက်မပြောလောက်ဘူးလို့တို့ထင်တာပေါ့နော်အဲရှိရဲ့နောက်တစ်ခုကကြတော့ spiritual coaching ပေါ့နော်အဲဘယ်ပေါ်တယ်ကြီးပွင့်ရမယ်လို့စိတ်ထားတွေဘယ်လိုထား mindset တွေကိုပြောင်းရမယ်လို့အဲ့ဒါအကုန်လုံးက38ပြန်မင်္ဂလာထဲမှာပါပီးသားဟာတွေပေါ့ချစ်တို့ရဲ့တို့အရင်နေ ဟိုဘယ်လိုပြောလဲ inspire တွေဖြစ်နေပြီတို့အထယ်လေး company ကိုရက်ပြီးတို့ coaching လုပ်ရင်စိုင်းကောင်းမလားလို့တို့စဉ်းစားနေအားပေးကြမှာလားရှင်မြန်မာနိုင်ငံမှာဝင်ဝင်အကောင်းဆုံးသောနံပါတ်1လုပ်ငန်းဆိုပြီးတော့နားထောင်ကြည့်လိုက်တာပေါ့နော်ကဲမေးစွေတော့ဘလို့များယူဆပါတယ်ရှင်ဒီလိုမျိုး course ဆိုပြီးတော့နာမည်တက်ပြီးတော့တင်တန်းလေးတွေဖွင့်တာတကယ်ကိုပဲဝင်ဝင်ရတဲ့အလုပ်တစ်ခုလားဆိုတာမေးစွေတို့ပြန်ပြီးတော့ recommend ပေးခဲ့လို့ရပါတယ်ရှင်